မင်္ဂလာပါကချင် wave တရင်ဌာနကနေစဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိညနေခင်းတိုင်းတင်ဆက်သွားမယ့်တရင်အစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားတရင်တွေကိုတင်ဆက်ပြီးသွားမယ့်တရင်အစီအစဉ်တင်ဆက်သူမယူဆမ်းပဲဖြစ်ပါတယ်။မနေ့ကမနေ့ပိုင်းကဖာကန်လုံခင်းကြီးရွာကို ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်တွေကဒီကနေ့မနက်ကစပြီးလက်နက်ကြီးနဲ့တိုက်ခတ်မှုတွေပြုလုပ်နေပြီးအရတားဖမ်းဆီးမှုတွေကိုလည်းလှုပ်ဆောင်နေတယ်လို့သိရပါဗျ။လုံခင်းကိုစစ်ကြောင်းရောက်ရှိပြီးနောက်24နာရီမပြည့်သေးခင်မှာပဲလက်နက်ကြီးပစ်ခတ်တံတွေစတင်ထွက်ပေါ်လာပြီးလုံခင်းလေပြင်းတရားပေါ်မှာလည်းလက်နက်ကြီးကြားရောက်ပောက်ကွဲခဲ့တာကြောင့်တရားပြက်စီခဲ့တယ်လို့သိရပါဗျ။ ဒီကနေ့မနက်9:00နာရီအစောပိုင်းမှာတော့လုံခင်းရန်ချက်ဆက်ယုံဘက်ကနေထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ KIA PDF ဦးအောင်အဖွဲ့ဟာခွန်စာကုန်းနားမှာတိုက်ပွဲဖြစ်ပေါ်ခဲ့တယ်လို့ဒေတာခံတွေကဆိုပါရယ်။အဲဒီနောက်စစ်ကောင်စီစစ်ကြောင်းဟာလုံခင်းတန်တရာမှာယာယီနေရယူခဲ့ပြီးဖြတ်တန်းသွားလာသူတွေကိုဖမ်းဆီးတာသွာလာနေတဲ့ကားတွေကိုပြစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါရယ်။အင်စီကားတစ်စီးကိုပြစ်ခတ်ခဲ့တာကြောင့်ဇနီးမောင်နှံနှစ်ဦးဒဏ်ရာရရှိခဲ့ပြီးတရာအနီးဖြတ်တန်းသွားလာသူအချို့ကိုလည်းဖမ်းဆီးခဲ့ပြီးစစ်ကောင်စီစစ်ကြောင်းတွေကလူရာ ိုင်းကာအဖြစ်ခေါ်ဆောင်သွားတယ်လို့သိရပါဗျ။မနေ့ကညနေပိုင်းကလေးက KAI ကလုံခင်းလေပြင်ဘက်ကနေတင်းရှောင်မှုကားနဲ့လဲလဲអော်ခဲ့တာကြောင့်ဒေတာခံအချို့တင်းရှောင်နေပြီဖြစ်တယ်လို့တချို့ကလည်းထွက်ပြေးတင်းရှောင်ခြင်းမရှိဘဲအခြေအနေစောင့်ကြည့်နေကြသူတွေလည်းရှိတယ်လို့သိရပါဗျ။လက်ရှိမှာတော့စစ်ကောင်စီစစ်ကြောင်းဝင်ရောက်နေတဲ့လုံခင်းဒေတာတာမကပဲ KAI တင်းပိုက်ထားပြီးဖြစ်တဲ့ဝေခါဆိုင်းတောင်စားတဲ့နေရာတွေကဒေတာခံတွေဟာစစ်ကြောင်းရောက်လာပြီးတိုက်ပွဲနောက်တစ်ချိန်ပြန်ဖြစ်လာမှာကိုစိုးရိမ်နေကြတယ်လို့သိရပါဗျ။ ကချင်ပြည်နယ်ရဲ့မြို့တော်မြကြီးနားရဲ့မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့တက်ကုန်းနဲ့အင်းမြတာယာဘက်ကလမ်းတွေဟာပြုပြင်ထားတာမကြသေးပေမဲ့အရေးအတွေးမပြည့်မီတဲ့ပြုပြင်ထိန်းသိမ်းမှုကြောင့်မိုးရွာရင်ရှုံ့ပွက်ထားပြီးနေပူရင်ဖုန်ထားတယ်လို့မြို့ခံတွေကဆိုပါတယ်။တက်ကုန်းရပ်ကွက်အရှေ့မြောက်ဘက်တိလေလုံး KTV ဘီယာလမ်းကြားတွေ ရွှေလမ်းမဘက်ကလမ်းကြားတွေနဲ့အင်းမြသားရဘက်ကလမ်းတွေမှာမြေနီတာအပေါ်မှာကြောက်စစ်ခဲဖို့ပြီးလမ်းခင်းထားတာကြောင့်မိုးရွာလာရင်ရွှေတွေချောင်းဖြတ်တန်းသွားလာရခက်ခဲတယ်လို့မြို့ခံတွေကဆိုပါတယ်။မိုးရွာသွန်းချိန်ဘွတ်ထလာတာကြောင့်ကားတွေဘိန်းချော်သလိုဆိုင်ကယ်မောင်းနေတဲ့သူတွေဆိုရင်တခြားလမ်းကိုပဲအသုံးပြုနေရတယ်လို့သိရပါတယ်။ အဆိုပါလမ်းပြုပြင်ထားတာဟာတလဝန်းကျင်မဲ့ရှိတည်ပေမဲ့သွာလာနေကြတဲ့ပြည်သူတွေအတွက်အန္တရာယ်တောင်ဖြစ်စေနိုင်တဲ့အတွက်မြို့ပေါ်ရက်ွက်တွေမှာအခုလိုအရေးအတွေးမမီတဲ့လမ်းပြုပြင်မှုတွေဟာမဖြစ်သင့်ဘူးလို့မြို့ခံအမျိုးသမီးတဦးကမတ်ချက်ပြုပြောဆိုပါတယ်ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေမိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျမ်းမာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်